မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ September 14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့လာမယ့် September 16ရက်နေ့မှာရုံတင်ပြသတော့မယ့်ဘဝကိုစားသောကိန်းကနန်းများဆိုတဲ့ရုပ်ရှင်ဟာ တကယ်တမ်းတော့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကိုဂုံပြူတဲ့အနေနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါပေမဲ့အာနာသိန်းနဲ့ကာလာအတွင်းပြည်သူတွေရဲ့တူတူခါခါမုံတီးမှုကိုခံယူထားရတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကိုဂုံပြူထားတာမို့လို့ပြည်သူတွေလာမကြည့်မှဆိုလို့ဂုံပြူရုပ်ရှင်ဇလန်းဆိုတာကိုဖျောက်ပြီးတော့တာမန်ဇကားတကားလို့ယုံတင်ဖို့စူးစမ်းနေတယ်လို့သိရပါဗျ။ ရှေ့မှာလဲတက်မတော်နေဂုံပြူဇက်ကားတွေယုံတင်ခဲ့ဘူးပြင်မယ်လာကြည့်မဲ့သူမရှိလို့ဒီဇက်ကားကိုလဲရဲတပ်ဖွဲ့ဂုံပြူဇက်ကားဆိုတာကိုဖျောက်ထားတယ်လို့ပြောပါတယ်အဲ့ဒီရုပ်ရှင်ဇက်ကားဟာစစ်ခွေးအုပ်စုရဲ့ဝါရဖြတ်တဲ့ရုပ်ရှင်ဇက်ကားဖြစ်တာမို့လို့အခြားကားတွေလိုမျိုးတန်းစီစရာမလိုဘဲနဲ့ဂျားဖြတ်တင်တာဖြစ်ပြီးမူလကတင်ဖို့စီစဉ်ထားတဲ့ဖွေးဖွေးရဲ့အကြီးကြီးဆိုတဲ့ရုပ်ရှင်ဇက်ကားကနှစ်ပတ်နောက်ဆုတ်ပေးလိုက်ရတယ်လို့သိရပါတယ်ဘဝကိုစားတော့ကိန်းကနံများရုပ်ရှင်ဇက်ကားကိုရိုက်ကူးတာကတော့ စစ်တပ်ဝါဒဖြန့်ဇက်ကားအများပြားကိုအောင်မြင်အောင်လို့ရိုက်ကူးနိုင်ခဲ့တယ်။စောင်းလီလေးတစ်ထင်းနဲ့အကယ်ဒမီပါရခဲ့တယ်။လက်ရှိလဲစစ်ကောင်စီရဲ့အရာရှိတအုပ်ဖြစ်တဲ့တင်အောင်ဆုံးပန်းမြို့တော်ပဲဖြစ်ပါတယ်။ဒါရိုက်တာတင်အောင်ဆုံးပန်းမြို့တော်ဟာမြောက်ရီမဂ္ဂဇင်းမြောက်ရီရုံမြင့်တန်းကြားတို့မှာတာဝန်ထမ်းဆောင်ခဲ့လက်ရှိလဲတာဝန်ထမ်းဆောင်စေစစ်ကောင်စီအရာရှိတအုပ်ဖြစ်တယ်လို့သိရပါတယ်။သူတို့စစ်တပ်အတွက်ဝါဒဖြန့်တဲ့နေရာမှာသူရှိကစစ်တပ်ရဲ့လက်ကင်တို့ဝါရဖြန့်ဒါရိုက်တာတွေဖြစ်တဲ့တင်တန်းဦးတို့ဇင်းအောင်မောင်မောင်တို့ထဲပို့ပြီးတော့ပါနေတယ်ပြည်သူဗန္ဒန်ငွေ နဲ့ရိုက်ထားတာဆိုတော့ budget ကို open budget နဲ့ဖော်ကျင်းတော်ချင်းသုံးထားတယ်ပြိဿကြိုက်အောင်ရိုက်ပြထားတယ်ပါဝင်တဲ့သေယုတ်ဆောင်တွေအနေနဲ့ကတော့စီကောင်စီရဲ့ဝါရဖြန့်အမှုပညာလုပ်ငန်းမှန်တမ်းများမှာ အားကျိုးမန်တက်မပါမဖြစ်ဆောင်ရွက်ပေးတတ်တဲ့ဘောမခန့်စီသူစိုးမြတ်သူစားခိုင်နှင်းဝေတို့ဟာလည်းဖိတ်ဆုံးကပါဝင်နေတာကိုတွေ့ရပါတယ် အာနာသိန်းကာလအစောပိုင်းမှာဒီတိုက်ပွဲမအောင်မချင်းတိုက်မယ်အရေးတော်ပုံအောင်ရမည်စတဲ့ကြွေးကြော်သံတွေနဲ့စန္ဒပြခဲ့မှုတဲ့ဟာဒတိယဆောင်ခင်လိုင်ဟာလဲအဓိကနေရာကနေတရုတ်ဆောင်ထားပါတယ်သူတင်မကပဲနဲ့သူတပည့်တွက်လက်ပါတွဲဘောပါနေပါသေးတယ်စုပန်ဖရာကြီးစိုးထွင်ရဲ့သားချမ်းသာကြီးစိုးထအောင်ဆိုင်ဒေဇလင်းအောင်ဒေဇာကျော် ဟင်နရီဆန်ဝီလာရီစုလင်းရှိန်ထုံးမလဲရတနာချိုမဒီတွင်တို့လည်းပါဝင်တယ်လို့သိရပါဗျ။ဇာလန်ကတော့အခုခေတ်စားနေတဲ့ကြားဖြန့်လိန်လယ်မှုတွေကိုရိုက်ပြထားတာတွေ့ရပါတယ်။ပြင်ပလောကမှာပြည်သူတွေကိုနင်းစင်တဲ့အမျှလိန်လယ်ခံနေရဝေရီများစွာဆုံးရှုံးနေရပြီးတော့ကိုယ်သူကဲသူမဲ့နေပေမဲ့ဇာလန်ထဲမှာတော့ရဲတပ်ဖွဲ့ကတရားခဏတွေကိုဖောထုတ်ဖမ်းဆီးလိုက်နိုင်နေဆိုပြီးတော့လိန်လယ်ဝါရဖြန့်ကြမှာပဲဖြစ်ပါတယ်။လက်တွေမှာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခစ်ပြတ်နေတဲ့အချိန်မှာ ောက်ဆိုင်ရှာငွေကောင်းရှာနေကြတယ်မတရားမှုမှန်သမျှကိုကျူးလွန်နေတဲ့စစ်ခွေးတိုက်ရဲ့ရဲတပ်ဖွဲ့ဟာရုပ်ရှင်ထဲမှာတော့ဟီးရိုးတွေအဖြစ်နဲ့မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်ဘဝကိုစားတော်ကိန်းကနန်းများဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုလာမယ့်စက်တင်ဘာလ16ရက်နေ့ညနေမှာတမရရုပ်ရှင်ရုံမှာ press show ပြသမှာဖြစ်ပါတယ်ပြည်သူအတွက်ဆိုတဲ့စစ်ခွေးဘောမအမှုပညာရှင်တွေဟာ သူတို့ကိုထမင်းအုပ်တဲပေးနေတဲ့ပြည်သူတွေကိုလေချောင်းကတွေဘုံကျဲနှီးမျိုးစုံနဲ့တပ်ဖြတ်ဖမ်းဆီးမိရှုတာတွေကိုလုံနေတဲ့အာနာသိန်းစစ်ကောင်စီအတွက်ရဲရဲမောမောပွဲတက်ကြမှာဖြစ်ပြီးတော့အရေးမြတ်အဖက်မြတ်အောက်တန်းစာအင်တာဗျူးတွေကိုလည်းဖြေကြားကြမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ USDP ပါတီရဲ့ ်ပင်းတရားမြို့နယ်ဒူးဥက္ကဋ္ဌဖြစ်သူရဲ့ရွှေဆိုင်ကိုတနက်အတုနဲ့ဓမြတိုက်သူကိုဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်တောင်ပိုင်းဒနုဒေသပင်းတရားမြို့မှာမနေ့ကစက်တဘာလ23ရက်နေ့ညနေပိုင်းမှာဈေးတန်းရပ်ကွက်မှာရှိတဲ့ KN ရွှေဆိုင်ဓမြတိုက်သွားခြင်းဖြစ်ပြီးတော့ရွှေဆိုင်ရဲ့အမည်မှာကိုကျော်ကြီးမခင်မျိုးတင်းရဲ့ရွှေငွေရတနာဆိုင်ဖြစ်တယ်လို့သိရပါတယ်။ဓမြတိုက်သူအမျိုးသားဟာကလောမျိုးရက်ွက်6မှာနေတယ်အသက်30ခန့်အရွယ်ဖြစ်ပြီးတော့တနက်အတုတက်လက်ပါဝင်လာတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်။ အတိုက်ခံတဲ့ဆိုင်ကကိုကျော်ငင်းရဲ့ဆိုင်မှာသူကတော့ဆုံးသွားပါပြီ။သူ့မိန်းမဆိုင်ကိုဆက်ဖွင့်ထားတာပါ။တရားခံမိတာလို့သိရတယ်။တနက်ကအတုပါအကုန်ဝိုင်းဖမ်းလို့မိတာပါလို့၎င်းကရှင်းပြထားပါတယ်။ဓမြတိုက်သူဟာပြည်စည်းများကိုယူပြီးတော့ထွက်ပြေးတဲ့အချိန်မှာချော်လဲသွားတဲ့အတွက်ဖမ်းမိသွားခြင်းဖြစ်တယ်လို့ဒေသခံများစီကသိရပါတယ်။ရွှေဆိုင်ပိုင်ရှင်ဦးကျော်ငင်းဟာ USGP ပါတီရဲ့ ်ပင်းတရမြို့နယ်ဒုဥက္ကဋ္ဌဖြစ်ပြီးတော့2015ခုနှစ်2020ခုနှစ်ရွေးကောက်ပွဲမှာပြည်နယ်လွတ်တော်ကိုယ်စားလှယ်နေရာအတွက်ရှင်ပြိုင်ခဲ့တော်လဲနှစ်ကြိမ်စလုံးရှုံးနိမ့်သွားခဲ့သူဖြစ်တယ်လို့သိရပါတယ်2022ခုနှစ်ဇွန်လ18ရက်နေ့မှာဒလန်ဆိုပြီးတော့ဆွဆွဲခံရက၎င်းရဲ့ကိုပိုင်ကျောင်းဝင်းအတွင်းထဲမှာပြစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်ရွေးကောက်ပွဲသတင်းကတော့စိတ်ခွေးတက်ကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အောင်လင်းတွေမြထုံးဦးတင်အောင်ဆန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီး6ဦးတို့ဟာကျန်းဖို့ပါတီကနေရွေးကောက်ပွဲဝင်မှာဖြစ်ပြီးတော့လွတ်တော်သုံးခုစလုံးမှာဖျက်ချပြီးတော့ပါဝင်ရှင်းပြမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကော်မရှင်နဲ့ကာလုံမှာထိတ်တန်းရာဓုတွေရယူထားတဲ့အောင်လင်းတွေဝင်းကြီးမြထုံးဦးဝင်းကြီးတင်အောင်ဆန်းတို့ကပြည်သူ့လွတ်တော်နဲ့အမျိုးသားလွတ်တော်တို့မှာ၎င်းပါဝင်ရှင်းပြကြမှာဖြစ်ပြီးတော့ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြတဲ့ စစ်တပ်ကာဝေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်း ODS 66အမှတ်3စစ်စင်ရေးအထူးအဖွဲ့မှဒုဗိုလ်ချုပ်ကြီးဒေသကျော် DSA 28အမှတ်6စစ်စင်ရေးကိုကဲမှုအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံ DSA 20နာစစ်ရေးချုပ်ဒုဗိုလ်ချုပ်ကြီးဖုံးမြတ် ODS 73စစ်ရာဒူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင် DSA 26တမရော်စစ်စေးရင်နဲ့စရင်စစ်ချုပ်ကြီးရေလေဒုတိယဗိုလ်ချုပ်ကြီးစိုးတင်နိုင် DSA 31တို့ဟာလည်း ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်နယ်တိုင်းလွတ်တော်တို့ကကျပ်ဖို့ပါတီကိုစားပြုပြီးတော့ပါဝင်ရှင်ပြိုင်သွားကြမှာဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့လွတ်တော်ဥက္ကဋ္ဌနဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌနဲ့တိုင်းဝင်ကြီးချုပ်ပြည်နယ်ဝင်ကြီးချုပ်တွေအတွာအခုလွတ်တဲ့အတုံးမှာခန့်မဲ့သူတွေရှိတယ်လို့သိရတယ်။ပြည်သူအမျိုးသားနဲ့တိုင်းနယ်ပြည်နယ်လွတ်တော်သုံးခုစလုံးမှာအားလုံးရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အခုကလွတ်တော်ကိုစလေလောင်း400ကျော်မှာပါမဲ့အတုံးနောက်ထပ်တစ်တုံးလည်းထပ်လာအောင်မယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။စီဒီအမ်ဗိုလ်ကြီးဇင်ရော်ကလည်းကျပ်ဖို့ပါတီကိုပေးပို့လိုက်တဲ့စည်ရင် ာပါဝင်တဲ့ဗိုလ်ချုပ်ကြီးဟောင်းများနဲ့အနာပေးခံလိုက်ရတဲ့ဒုတိယဗိုလ်ချုပ်ကြီးများဟာရွေးကောက်ပွဲဝင်ရအတွက်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရွေးကောက်ပွဲဝင်ဖို့အတွက်တေးကြပါတယ်။အောင်လင်းတွေးရဲ့နောက်ကိုပထမဆုံးလိုက်ရတဲ့အဖွဲ့လို့ပြောရမှာပေါ့။တင်အောင်ဆန်းနဲ့မြထုံးဦးပါပါတယ်လို့စီဒီအမ်ဗိုလ်ကြီးဇင်ရောကပြောပြထားပါတယ်။ မေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကလာမယ့်ဒီဇင်ဘာလကနေစတင်ကျင်းပမယ်ရွေးကောက်ပွဲမှာကျန့်ဖို့ပါတီကမဲဆန္ဒနယ်များအလုံးမှာဖြစ်နိုင်သမျှအနိုင်ယူရမယ်လို့မင်းအောင်လှိုင်ကမူဝါဒချမှတ်ပေးထားပြီးတော့မြည်သည့်ပြည်မနိုင်ငံရေးပါတီမြည်သည့်တိုင်းရင်းသားပါတီကိုမှလက်တွဲခေါ်ယူသွားမှာမဟုတ်ဘူးလို့ထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ချေးရွာကိုအချက်ပတ်စစ်ခွေးတပ်ကထိုးစစ်ဆင်လာတဲ့အတွာတိုက်ပွဲများဖြစ်ပွားလျက်ရှိရာစစ်ကောင်စီကလေကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေတဲ့အတွာဒေသခံများဟာစစ်ရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ကဝိုင်းမော်မြို့နယ်လမ်းမြန်ရွာဘက်မှာစစ်ရေးလှုပ်ရှားလာတဲ့အတွာစက်တမာလ10ရက်နေ့ကစပြီးတော့တိုက်ပွဲများပြန်လည်ဖြစ်ပွားနေတယ်လို့ပြောပါတယ်တိုက်ပွဲဖြစ်ပွားရာကို ဝိုင်းမော်ခြေဆိုင်ခလာရ58တိုက်ရင်ကလက်နဲ့ကြီးနဲ့ပြစ်ခတ်နေပြီးတော့လေချောင်းကနေလဲဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပြီးအသေးစိတ်အခြေအနေများကိုတော့ဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။အခြားဘက်စစ်ခွေးတပ်ဟာပြည်သူစစ်အင်အားများကိုအုံပြစ်ပြီးတော့လမ်းမြန်ကြီးပါဘက်ကိုထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ကချင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်။အရင်က KIA သိမ်းပိုက်ထားတဲ့နေမြေဒေသများကိုပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကောင်စီကကြိုးပမ်းလျက်ရှိရာ ဝိုင်းမော်တိုက်ပွဲမှာနယ်မြေလက်လွတ်ဆုံးရှုံးရခြင်းမရှိသေးဘူးလို့ KIA ရဲ့သတင်းနယ်ပြန်ကြားရေးဌာနတာဝန်ခံဘိုးမူးကြီးနော်ဘူးကပြီးခဲ့တဲ့ရက်ပိုင်းကအသိပေးပြောကြားထားပါတယ် KIA ဘက်ကသတင်းထုတ်ပြန်ပြောဆိုခြင်းမရှိတော့လေဩဂတ်စ်လကုန်ပိုင်းနဲ့စက်တဘာလအတွင်းမှာလက်မြန်ဒေသတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်မှုရှိခဲ့ပြီးတော့စစ်တုံးမန်းများနဲ့လက်နက်ခဲယမ်းများကိုလည်း KIA ပူးပေါင်းတပ်များကဖမ်းမိသိမ်းဆီးရရှိခဲ့တယ်လို့ကချင်စီရင်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ တရင်တွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးကတော့နိုင်စင်တဲ့အများ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်းတာယာမြို့နယ်မှာအနောက်ပိုင်းဥက္ကဋ္ဌထွန်းထွန်းလင်းနဲ့ အရှိပိုင်းဥက္ကဋ္ဌအောင်ဘော်တို့ကစစ်မှုထမ်းပေါ်တာဆွဲရန်လူမိုင်းနဲ့ပြူစောတိအဖွဲ့၁၀ခုထက်မနည်းကိုဆေလွတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်းတရာမြို့နယ်အနောက်ပိုင်းနဲ့အရှိပိုင်းတို့မှာ၂၀24ခုနှစ်ဒီဇင်ဘာလကတည်းကလူမိုင်းနဲ့ပြူစောတိများကိုစစ်မှုထမ်းစုဆောင်းပေးရန်အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကခေါ်ယူတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ဒဂုံအေးရဝေးပြေးကွင်ကားမတ်တိုင်းလေစိမ့်ဘင်းအောင်တရာအနီးအပါဝင် လိုင်းသာယာမြို့နယ်တဝမ်းမှာလူမိုက်နယ်ပြူစောတီအဖွဲ့ဆယ်ဘွဲ့တဲ့မနေကိုစစ်မှုထမ်းအဖြစ်နဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးစူးစောင်းပေးရန်ဆေလွတ်ထားတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးရရှိပါကလူစားထိုးအယောင်းဝယ်ပြုလုပ်ခြင်းစစ်မှုထမ်းကြီးကောက်ယူခြင်းများကိုသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးအဖွဲ့များနဲ့ပူးပေါင်းပြီးတော့လုံဆောင်ခွင့်ပေးထားပြီးတော့လူငယ်တအုပ်ကိုဖမ်းဆီးရရှိရင်ငွေကြက်အ ਨੇ စုံ15သိန်းကနေပြီးတော့သိန်း30အထိရရှိကြတယ်လို့သိရပါဗျ။လူငယ်တအုပ်ကိုဖမ်းဆီးရလို့ရှိရင် ဖေအုံယုံနဲ့စစ်သားစုဆောင်ရေးတပ်ကိုပို့လိုက်တယ်ပြီးမှသူတို့လိုတဲ့ရက်ကွက်ကနေပြီးတော့ပြန်ဝယ်တာမျိုးလုပ်ကြပါတယ်တအုပ်ကိုအနည်းဆုံး15သိန်းရတယ်ဖမ်းပြီးပို့ပေးတာနဲ့15သိန်းချက်ချင်းတန်းရတာအဲ့ဒီတော့လိုင်းသားရမှာလူဖမ်းစားတဲ့အဖွဲ့တွေပေါ်လာတာပေါ့အခုတည်တဲ့လောက်ကတော့အဖွဲ့10ဖွဲ့အနည်းဆုံးရှိတယ်တကုံအေးအားဝေးပြေးဝဲမှာလည်းရှိနေတယ်တချို့အဖွဲ့တွေကတက္ကစီတွေနဲ့တချို့အဖွဲ့တွေကအိမ်စည်းကားတွေနဲ့ကိုပတ်ပြီးတော့လိုက်ဖမ်းနေကြတာလို့လိုင်းသားရအခြေစိုက်ကင်းတော်အဖွဲ့တစ်ခုကတာဝန်ရှိသူကရှင်းပြထားပါတယ်လိုင်းသားရအခြေစိုက်ရဲတရင်အရေးမြစ်ကလည်း လိုင်းသားရမှာပေါ်တာဆွဲဖမ်းဆီးခံရသူလူငယ်အများစုဟာ AOD တိုင်းဘက်ကလာတဲ့လူငယ်များဖြစ်ကြပြီးတော့လူမိုင်းနဲ့ပြူစောထီများကအရိကဖမ်းဆီးပြီးတော့လူရှာဖွေပေးနေကြတယ်လို့သိရပါတယ်။လူမိုင်းနဲ့ပြူစောထီအဖွဲ့တစ်ခုကိုနေ့စဉ်လူငယ်3ဦးကနေ5ဦးအထိလိုင်းသားရမြို့နယ်တော်ဝမ်းမှာပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။အုတ်ကြီးလေးနဲ့ရဲဘက်ကအမှုခင်းရှိတဲ့သူတွေအဲစင်းစိတ်ရင်းနဲ့ဖမ်းမိတဲ့သူတွေလောက်ပဲရတာအရိကစစ်မှုထမ်းရဖို့အတွက်ရှာတာကကင်းပတ်တဲ့အဖွဲ့လူမိုက်နဲ့ပြူစောတိအောက်တန်းစားတွေကဖမ်းမိတာများတယ် ငွေချေးအယောင်းဝယ်တွေကတော့သူတို့ချင်းချင်းကြားမှာလောက်ကြတာပေါ့အုပ်ကြီးတွေကရက်ွက်တွေမှာစစ်မှုထမ်းကြီးကောက်တယ်လူရလာရင်ရလာတဲ့လူကိုအုပ်ကြီးအဖွဲ့ကပြန်ဝယ်တယ်အခုတော့ပေါက်ဈေးကစစ်မှုထမ်းလူငယ်တအုပ်ကိုသိန်း80အထိပေါက်တယ်လို့ရဲသတင်းအရေးမြစ်ကပြောပြထားပါဗျာ လိုင်းတာယာမြို့နယ်မှာလူမိုင်းနဲ့ပြူစော်ဒီများကလူငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခွင့်ကိုအနောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထွန်းထွန်းလင်းနဲ့အရှေ့ပိုင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအောင်ဘော်တို့ကတရားဝင်ခွင့်ပြုပေးထားပြီးတော့ဖမ်းဆီးရရှိပါကမြို့နယ်ထွေးဥအဖွဲ့ထံကိုအတိပေးအကြောင်းကြားရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ